တာရတဲ့နေ့ဖြစ်ကြပါစေလို့အားလုံးကိုຫນွေဦးမေချင်တဲ့ကနေမှတဖန်ပြန်လည်ပြီးကြိုဆိုပါရစေ။ဒီနေ့ကတော့ပထမဥဆုံးအနေနဲ့ကချင်ပြည်နယ်စစ်ရဲအင်မတန်မှပြင်းထန်တဲ့နေရာတွေကိုပြောချင်တယ်။လွန်ခဲ့တဲ့၄ရက်တုန်းကတိုက်ပွဲဖြစ်ပွားခဲ့တဲ့လန်ဆယ်ဘက်မှာတော့အခုစစ်ပွဲတွေငြိမ်သွားတယ် ကဲအနေပူပေါင်းတော်လာရဲတွေကတော့နေမြရှင်းလင်းရဲတွေကိုလုပ်နေတယ်ဆိုတဲ့အကြောင်းပြောပြခြင်းနဲ့ဆိုတော့အခုတိုက်ပွဲအင်တာမှာပြင်းထန်နေတာကတော့ white moon white moon မှာကလွန်ခဲ့တဲ့အချိန်တော့အာတံပီတုစစ်ဆိုတဲ့ကချင်ဖြစ်ပေမဲ့ခွေးစိတ်ဝင်နေတဲ့အာတံပီတုစစ်ရဲ့ဒူးလေးပီတုစစ်ရဲ့စစ်ခွေးတွေပေါင်းပြီးမှတိုက်ပွဲဖော်ဆောင်တယ်ဒါပေမဲ့အခုဒီစစ်ခွေးတွေကအတုံးယုံ တင်းလာတဲ့အခါမှာ အခုဘူဒူဒီပါလာခဲ့တယ်လေဆိုတော့မင်းစင်ပြည်သူစစ်နဲ့ SNA တွေပါလာခဲ့တယ်ဆိုတော့အခုဝိုင်းမော်အထက်ပတ်လက်မြောင်ဘက်မှာတိုက်ပွဲဖြစ်ပွားနေတဲ့အချိန်မှာတော့အခုဒီအာတောင်ပြည်သူစစ်ဒူးလေးပြည်သူစစ်မင်းစင်တန်းပြည်သူစစ်စခုံတင်ရင်ပြည်သူစစ်နဲ့စစ်ခွေးတွေဒီ၅ဖွဲ့ပေါင်းပြီးမှကျတော့ KIAD နဲ့တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားနေတယ်။မနေ့ကတော့အင်မတန်မှတိုက်ပွဲပြင်းထန်နေတဲ့ဝါရှောင်းဘက်မှာကျတော့စစ်ခွေးတွေဘက်ကနေမှ ထိခိုက်နစ်နာမှုတွေအများကြီးရှိတဲ့အတွက်ကြောင့်မနေ့ကညနေမှာတော့ဝှရှောင်းမှာထုစစ်စင်နေတဲ့စစ်ခွေးတွေပြည်သူခွေးတွေကတော့အပြန်ပြန်မအဆုတ်ခွာနေတယ်ဆိုတဲ့ကြောင်းသိရတယ်။ပြီးရင်အခုဗမောဗမောမှာလည်းတိုက်ပွဲတွေအင်မတားမှပြင်းထန်နေတယ်။မနေ့ကစက်တင်ဘာလ25ရက်နေ့မှာတော့ကောင်းကြီးတကောင်နဲ့အတူစစ်ခွေးဆယ်ကောင်ကျော်ကတော့သူတို့စုနေတဲ့အခါမှာဟိုးအရင်ဘဝကရေဆက်စုံတဲ့အတွက်ကြောင်းကျွန်တော် KIA နေပြစ်လိုက်တဲ့လက်နက်ကြီးကြောင့်ပဲသူတို့ပုံနေတဲ့ กระดုတ်ကျင်းมาပဲတခါလဲမြင်မြုပ်ပြီးသားဖြစ်သွားတယ်ဆိုတဲ့သတင်းကိုကြားရတယ်ဒါကြောင့်မနေ့ကတိုက်ပွဲထဲမှာပါဝင်ခဲ့တဲ့တော်လိုင်းရဲ့ရဲပေါ်ရောက်စီတန်းကိုအထူးပဲကျေးဇူးတင်နေဆိုတဲ့အကြောင်းပြောချင်တယ်เนาะပြီးရအခုဖက်ကမှာလည်းတိုက်ပွဲတွေအင်မတားမှပြင်းထန်နေပါတယ်ပြီးရဗတ်မောက် ဘတ်မောက်မှာကအခုဒီဘတ်မောက်မြို့မှာတော့လုံးဝတိုက်ပွဲတွေမရှိတော့ဘူးဒါပေမဲ့ဘတ်မောက်မြို့အနောက်မှာရှိတဲ့ခွမုံတာဝါတိုင်မှာရောစလုံးတောင်ဖျားကုံဘက်မှာရောတိုက်ပွဲတွေအင်မတန်မှပြင်းထန်နေတယ်စက်တင်ဘာလ23ရက်နေ့ခွမုံတာဝါတိုင်နားမှာတိုက်ပွဲဖြစ်တဲ့အခါမှာ SNA ခွေတုံပန်းတွေကိုလည်းဖမ်းရတာတွေရှိတယ်ဆိုတော့အခုဒီဘတ်မောက်မြို့မှာမဟုတ်ပဲဘတ်မောက်မြို့ရဲ့အပြင်ဘက်မှာရှိတဲ့ရွာတွေကိုတိုက်ပွဲဖော်ဆောင်နေတဲ့အခါမှာဒီတိုက်ပွဲဟာ ကြာရှည်ဖို့အလားအလာရှိတယ်။ဘာကြောင့်လဲဆိုတော့အခုလောလောဆယ်ဆယ်တိုက်ပွဲဖြစ်ပွားနေတဲ့နေရာဟာဘတ်မောက်နဲ့ Homelinger မှာရှိတဲ့ URL ဖြစ်တဲ့ဆိုတော့အခုတိုက်ပွဲဖြစ်ပွားနေတဲ့ URL ရော Homelinger မှာရောက SNA ခွေးတွေအများကြီးရှိတယ်။ဒီတိုက်ပွဲဟာအခုတရက်နေ့ရက်လည်းနဲ့မပြီးနိုင်ပါဘူး။ဘာကြောင့်လဲဆိုတော့အခု Homelinger မှာရှက်နေခွေးတွေအများကြီးရှိသေးတယ်။ဆိုတော့ဖြည်းဖြည်းချင်းကျမတို့ကဒီ Homelinger ဘက်ထိတိုက်ပွဲ ဖော်ဆောင်လာမှာဖြစ်တယ်။ဘတ်မောက်တခုကိုပဲမြို့သိမ်းသွားလို့မရဘူး။ဒီဘတ်မောက်နဲ့ဟိုးမလင်းရွာလေးတွေကဆက်နေတယ်။တရွာကိုရရင်လဲနောက်တရွာကိုမတိုက်ဘူးဆိုလို့ရှိရင်အရင်အတိုင်းပဲဒီဟိုးမလင်းတွေမှာအခြေချပြီးနေထိုင်နေတဲ့ရှမ်းနေဒီကတော့ကျမတို့သိမ်းပိုက်ခဲ့တဲ့ရွာတွေကိုဆက်လက်ပြီးတော့တိုက်ပွဲဖော်ဆောင်လာဆရာရှိတယ်။စစ်ခွေးတွေလဲရှမ်းနေဒီဘက်မှာရပ်နေတဲ့အတွက်ကြောင့်စစ်ခွေးတွေဘက်ကနေကူညီတာတွေအများကြီးရှိတယ်။လက်နဲ့ရအားလေရင်နဲ့ပုံကျဲတာတွေ အများကြီးရှိတယ်ဒါကြောင့်မို့ကျတို့ဗတ်မောက်ကိုစလိုက်ပြီးဖြစ်တဲ့အတွက်ကြောင့် homelin အထိတိုက်ပွဲပေါ်ဆောင်ဆရာကြောင်းရှိတယ် homelin အထိပြီးမှာပဲကျမတို့ရဲ့ဒီဗတ်မောက်တိုက်ပွဲဆိုတဲ့နာမည်တစ်ခုဟာပြီးဆုံးသွားမှာဖြစ်တယ်ဒါကြောင့်အခုဒီဗတ်မောက်အမြို့အနောက်မှာရှိတဲ့ဇလုံတောင်ဖျားကုန်း ကနေမှဖြစ်ပွားနေတဲ့တိုက်ပွဲတွေဟာ homeland ပြီးတဲ့အထိကျွားတို့တိုက်ပွဲဆက်လက်ပြီးတော့ဖော်ဆောင်ဖို့ရအတွက်အစီအစဉ်တွေရှိတယ်ဆိုတဲ့အကြောင်းကိုအရင်ပြောချင်တယ်။ဒီ homeland ပြီးမှပဲဗမ်းမောက်တိုက်ပွဲဆိုတဲ့နာမည်ဟာပြီးဆုံးသွားမှဖြစ်တယ်ဆိုတဲ့အကြောင်းပြောပြချင်တယ်။ homeland မတိုက်ပြီးမချင်းရှမ်းနေမကုန်မချင်းကတော့ဗမ်းမောက်တိုက်ပွဲဆိုတဲ့နာမည်ကတော့ဆက်လက်ပြီးတော့တရင်ထဲမှာပါနေမှာဖြစ်တယ်ဆိုတဲ့အကြောင်းပြောချင်တယ်။ပြီးတပြိုင်ထဲမှာပဲအခုအလွန်ခဲ့တဲ့၃လကလေးကကျွားတို့ကချင်းပ ြည်နယ်မှာကတခြားနေရာမှာတိုက်ပွဲဖြစ်တာနဲ့နည်းနည်းကွာခြားတာရှိတယ်။ဒါပါလေဆိုတော့လေရင်ပြစ်ရင်တကောင်မှာပြစ်တယ်လက်နဲ့ကြည့်ပြလို့ရှင်တကောင်မှာပြစ်တယ်ဘယ်ဘက်ကိုပြစ်တယ်လဲဆိုလို့ရှင်ပြည်သူတွေရှိတဲ့ဘက်ကိုပြစ်ကြတယ်ဒါကြောင့်စစ်ခွေးတွေကခွေးထဲမှာတောင်ခွေးရိုင်းဖြစ်နေပြီဆိုတဲ့အကြောင်းပြောပြချင်တယ်ဒီတစ်ခါတော့ဘဘမင်းအောင်လိုင်ကိုကျေးဇူးတင်စကားပြောချင်တယ်ဒါပါလေဆိုတော့ဒီလိုမျိုးကျတို့တော်လာရဲတဲ့အတွက် အထူးသဖြင့်တင်နန်းပို့ချပေးတဲ့အတွက်ကြောင့်ကျေးဇူးတင်တယ်။ဆိုတော့အခုဒါကဘာလဲဆိုတော့ကချင်ထဲမှာနော်သစ်ဆန်စိတ်ဝင်နေတဲ့အတန်ရဲ့လက်အောက်မှာရှိတဲ့ပြည်သူစစ်တွေကိုလည်းအခုနေပြည်တော်မှာခွေးချဘူးကနေမှ drone တင်နန်းနေပေးနေတယ်။ဆိုတော့အခု drone တင်နန်းကိုဆင်းတဲ့ပြည်သူစစ်၄ယောက်ကတော့လွန်ခဲ့တဲ့အပတ်မှာပဲကျတော့ KPDF ထဲမှာအလင်းဝင်ရောက်လာတယ်ဆိုတာကိုသိရတယ်။ဆိုတော့ဒီလိုမျိုး လူငယ်လေးတွေကိုခေါ်ပြီးမှ drone တင်တန်းပေးခဲ့တဲ့အတွက်ကြောင့်ကျေးဇူးတင်တယ်ဆိုတဲ့အကြောင်းပြောချင်တယ်နော်ပြန်တော့တရင်တပုတ်အနေနဲ့ကတော့ကျွတ်တော့ဗီဒီယိုတူတူလေးကိုအရင်နှားထောင်ကြည့်အောင်နော်ကောက်ပွဲကဘာဖြစ်တယ်ညာဖြစ်တယ်လို့ဆိုပြီးတော့သူတို့ဖာသာသူတို့ဟလာတူရတန်ရအခြေအနေလေးတခုကနေပြီးတဲ့အခါမှာတိမခံနိုင်ကြတော့တဲ့အဆုံးမလို့လက်နက်ကင်တယ်လို့ဆိုပြီးတဲ့အခါမှာ ဘေးဘယ်လွင့်စင်ကြသွားတဲ့ကောင်းနေတို့အဲနိုင်ငံတကာရောက်နေတဲ့ကောင်းနေတို့ဘာလို့ညာတို့ကတော့ဗျစောက်ကျူစိုက်စရာမလိုဘူးဗျသူတို့နော်အဲဒါပေမဲ့ကျုပ်တို့ဗမာပြည်ထဲမှာနေတဲ့လူတွေအတွက်ကကြတဲ့အခါမှာစောက်ကျူစိုက်ရမယ်နော်စောက်ကျူစိုက်ရမယ်ဆိုတာကဟာလားဟာခင်ဗျားတို့အိမ်ရှိ့ဟိုဗျာဟာလား အဲရက်ကအုတ်ချုပ်ရည်မှုမဟုတ်ပါဘူးစိန်မှုနဲ့မအားလာရဲဘော်နှစ်ကောင်လောက်ကလက်နက်မပါသေးဘူးယူနီဖောင်းနဲ့ပဲလာပြီးတော့ဟာမင်းစင်းစစ်ပီးချပြီလားလို့လာမေးတဲ့အချိန်မှာခမားတို့ဖြေစရာရှိဖို့လိုတယ်နော်ခမားတို့လှုပ်ထားပြီးသားရှိဖို့လိုတယ်ဟာမဲသွားပေးပီးချပြီးပြီလားလို့ဆိုပြီးတော့လာမေးတဲ့အချိန်မှာခမားတို့လှုပ်ထားပြီးသားဖြေရမယ်ကိစ္စတွေအတွက်ကျုပ်တို့ကကြိုပြောတာ နော်အမြင်မတူလဲကျုပ်တို့ကစပီမဆိုင်ဘူးဒါကျုပ်တို့ဗမာပြည်ထဲမှာ နေတဲ့လူတွေမဖြစ်မနေရင်ဆိုင်ကြုံတွေ့ဖြတ်တန်းကြရမယ်လမ်းတော်လာရေးတွေတိမ့်ပိုက်ထားတဲ့နေရာတွေမှာတိုင်းရင်သားလက်နက်ကိုင်တွေရှိတဲ့နေရာမှာရွေးကောက်ပွဲတွေလုပ်လို့မရဘူးလားဆိုတဲ့ကိစ္စရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့အများကြီး comments တွေကိုတွေ့ရပါတယ်ဆိုတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့နှမျိုးကိုကျွန်မပြောပြချင်တယ်တခုကတော့ကျတို့တော်လာရေးလှုပ်လာတာဟာ မြန်မာနိုင်ငံမှာရှိတဲ့ပြည်သူလူထုတွေအားလုံးဒန်းတူညီတူမှုရရှိဖို့ရတဲ့တိုက်ပွဲပေါ်ဆောင်နေတာဖြစ်တဲ့ဒန်းတူညီတူမှုမရမချင်းရွေးကောက်ပွဲလုပ်တာဟာအခြေအနေတက်တက်ဖြစ်တယ်ဒါတခုနောက်တခုကတော့ဒီနေ့ကျွဲတို့လွတ်မြောက်တဲ့နေရာမှာရှိတဲ့သူတွေပဲဖြစ်ဖြစ်လက်နက်ကင်တော်လိုက်ရဲ့ပဲဖြစ်ဖြစ် ကိစ္စမရှိဘူးဒီရွေးကောက်ပွဲလုံးလုံးမလုံးတော့ဘာမှမဖြစ်ဘူးလွမြောက်တဲ့နေရာမှာရှိနေတဲ့သူဒီကိုတော့စစ်ခွေးတွေဘာမှလာမလုံးနိုင်တလို့လက်နဲ့ကင်နေတဲ့တော်လရဲတွေကိုလည်းစစ်ခွေးကနေမှဘာမှလာလုံးလို့မရဘူးဒါကြောင့်သူတို့အတွက်ကစိုးရိမ်ဆရာမလုပ်ဘူးဒါပေမဲ့စိုးရိမ်ဆရာလို့တာကပြည်သူလူထုတွေဖြစ်တယ် စစ်ခွေးတွေရဲ့တနက်ပြောင်းွားနဲ့အချိန်ပြိအချိန်ချောက်ခံနေရတဲ့ပြည်သူလူထုတွေအတွက်ကျွတ်ရုတ်ကစဉ်းစားရမှာဖြစ်တယ်။ဒါကြောင့်ကျွတ်ရုတ်ကအခုချိန်မှာရွေးကောက်ပွဲလုပ်လို့ရတဲ့အချိန်မဟုတ်ဘူး။တန်းသူညီသူမှုကိုမရရှိသေးတာတခုနောက်တစ်ခုကတော့ပြည်သူတွေအတွက် လုံခြုံမှုမရှိသေးတဲ့အတွက်ကြောင့်ဒီနေ့ကျွတ်ရုတ်တော်လာရဲ့မိသားစုထဲမှာတော့ရွေးကောက်ပွဲကိုလုံးဝလုံးလို့မရသေးဘူးဆိုတဲ့အကြောင်းပြောချင်တယ်။အခုဒီတယောက်သူ့ရဲ့နာမည်ကတော့အုတ်ကဖြိုးလို့ခေါ်တာပဲ။သူ့ကိုကြည့်လိုက်ပါ။ နော်ကြက်မပြည့်တဲ့အတိုင်းပဲကြက်ပြည့်တယ်ဆိုရင်တောင်မှသိပ်ကတ်ထားတဲ့ပတ်စံမို့လို့တုံးလို့မရတဲ့ပုံစံနဲ့သူစကားပြောတယ်အခုသူပြောသွားတဲ့စကားထဲမှာဘာပြောလဲဆိုတော့ဒီလွတ်မြောက်တဲ့နေရာမှာရှိတဲ့သူတွေကိုမပြောဘူးဒါပေမဲ့မြန်မာနိုင်ငံမှာရှိတဲ့ပြည်သူလူထုတွေကတော့ ဒီအုတ်ချုပ်ရဲမှုတောင်မဟုတ်ဘူးနော်ဆဲအိမ်မိုးလောက်နဲ့စစ်ခွေးတောင်မှစစ်ခွေးအရာရှိမဟုတ်ဘူးရိုးရိုးစစ်ခွေးစစ်ခွေးအင်ဂျင်ပဲဝတ်ထားတဲ့ပြူလဲဖြစ်နိုင်တယ်လို့ပြည်သူခွေးတွေလည်းဖြစ်နိုင်တယ်သူတို့တွေဘက်ကနဲ့ပြည်သူလူထုတွေရှိတဲ့အိမ်ဒီမှာလာမဲတဲ့အခါမှာအဖြေရှိဖို့လိုတယ်ဆိုလိုချင်တာဟာနင့်ရွေးကောက်ပွဲမှာမဲထည့်သလား မထည့်ဘူးဆိုလို့ရှင်တော့သူတို့ဘက်ကနေမှအေးယူမယ်ဆိုတဲ့ချိန်ချောက်မှုဖြစ်တယ်တကယ်သာမြန်မာနိုင်ငံမှာလူသားအုပ်ချုပ်ခဲ့ရင်ဒီလိုမျိုးချိန်ချောက်တဲ့သူတွေကိုအချိန်မရွေးဖမ်းပြမထောင်ချနိုင်တယ်ဒါပေမဲ့လူထိုင်တဲ့အစင်ပေါ်မှာခွေးရိုင်းတွေဝန်လာလို့လူနေရာမှာခွေးတက်ထိုင်နေတဲ့အတွက်ကြောင့် မြန်မာနိုင်ငံမှာဥပဒေမရှိဘူးဥပဒေမရှိတဲ့အတွက်ကြောင့်ကိုကိုဘောမနေတဲ့သူတွေဘယ်လိုပဲမမမရင်ရပြီဆိုတဲ့ပုံစံနဲ့လုပ်နေတဲ့အတွက်ကြောင့်ဒီလိုမျိုးပြည်သူလူထုကြီးကိုချိန်ချောင်နေတဲ့ခွေးကိုဖမ်းဆီးလို့မရတာနော်ဆိုတော့ဒီနေ့စစ်ခွေးတွေကဒီခွေးဟောင်သွားတယ်လို့ပဲလိုက်မလုပ်ဘူးလို့လည်းကျမတို့ပြောလို့မရဘူးနော်ဒါကြောင့်မြန်မာနိုင်ငံမှာရှိတဲ့ပြည်သူလူထုတွေကတော့အကြောက်စရာ ကောင်းတယ်။ဒါကြောင့်မို့တကယ်လို့မဲထဲကိုထည့်ရမယ်ဆိုလို့ရှိရင်သွားထည့်ကြပါ။သွားထည့်တဲ့အခါမှာလဲအုံနောက်ရှိဖို့လိုရယ်ဆိုတဲ့အကြောင်းပဲကျွန်မဒီလောက်ပဲပြောချင်တယ်เนาะဒါကြောင့်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဒီနေ့ကျွန်တော်မြန်မာနိုင်ငံတွေးမှာရှိတဲ့ခွေးရဲ့နဘဲမှာရှိနေတဲ့ဒေါ်လာရေးမိသားစုတွေအတွက်ကလုံခြုံမှုမရှိတဲ့အတွက်ကြောင့်ရွေးစရာမရှိဘူးဆိုလို့ရှိရင်မဲယုံမှာသွားထည့်ကြပါ သွားထည့်တဲ့အချိန်မှာဘလို့ထည့်ရမေးဆိုတော့ကိုတိပြီးသားဖြစ်တယ်ကိုထည့်ချင်တယ်မထည့်ချင်တယ်လဲနိုင်မဲ့သူကတော့နိုင်ပြီးသားဖြစ်ပြီးဒါပေမဲ့ကျတော့ကတော့အမိခံနေနဲ့သွားထည့်ပေးရမှာဖြစ်တဲ့အတွက်ကြောင့်စဉ်းစားပြီးတော့အကောင်းဆုံးလမ်းကိုရွေးချယ်ပြီးတော့ထည့်ကြပါလို့ပြောချင်တယ်နော်ဆိုတော့အခုကျမတို့နောက်တဲ့နေ့တစ်ပုတ်နေနေကတော့ အခုတိတ်ရင်ကျင်စရာကောင်းတဲ့အရာဖြစ်တဲ့လက်စစ်မြေးကလည်းမလာနေကလည်းပူဘာမှလုံးလုံးမရတဲ့အချိန်မှာနေကိုတော့ကံပြင်းမှာဟာနေရင်ထွက်လာခဲ့ချမယ်လို့ပြောနေတယ်လို့ပဲဒီနေ့မြန်မာနိုင်ငံမှာခွေးတွေရဲ့လောက်ရက်ကတိတ်ရက်စရာကောင်းတယ်ရီချင်စရာလည်းကောင်းတယ်ဒါပါလေဆိုတော့ can you ဥက္ကဋ္ဌဘဒူဇောကိုထူဝင်းနဲ့အတူပဟုအလုံးမှုဆောင်73ဦးကိုဩဂတ်လ12ရက်နေ့တုန်းက စစ်ခွေးတွေပြုတ်လုံမဲ့ရွေးကောက်ပွဲကိုပြက်ပြားစေတဲ့ဟောပြောမှုတွေပြုတ်လုတဲ့အတွက်ကြောင့်ကရင်ပြည်နယ်လိုင်ဘွတ်မြို့မှာရဲစခန်းမှာအမှုဖွင့်ထားတယ်တဲ့။အင်းတို့က KNU ကိုအကြမ်းဖက်ဖွဲ့စည်းနေတယ်လေ။ကျညာထားပြတာဖြစ်တယ်ပြီးလို့ရှိရင်ကဲညူဥက္ကဋ္ဌတွေလည်းနင်တို့ဖမ်းချင်နေတာဟိုကဘာကလေးကဖမ်းလို့တော့မရတဲ့လူတွေကိုအခုဒီနေ့နင်တို့ခွေးတွေကတရားစွဲထားတယ်တဲ့နင်တို့မရှက်ဘူးလား မြန်မာစစ်ခွေးတွေရဲ့ထုတ်ထားတဲ့အကြံဖက်ဥပဒေရဆိုလို့ရှိရင်ဒီကဲညိုဥက္ကဋ္ဌဒီဆိုလို့ရှိရင်တဲတာဒါမှမဟုတ်လို့ရှိရင်တသက်တကြုံချနိုင်တဲ့ဥပဒေကသူတို့စီမှာကြားရောက်ပြီးသားဖြစ်တယ်ဒါတော့မှအခုတရားစွဲမယ်တဲ့မြန်မာဘဝမှာလဲလေနော်ရီချင်းစရာကောင်းတယ်ပြီးနောက်တစ်ခု ဩဂတ်လ29ရက်နေ့တုန်းကလင်းမျက်နှာမြို့နယ်ရင်းစင်ကျေးရွာဖုန်ကြီးကျောင်းမှာမဲကိုဘလို့ထဲရမယ်မဲပေးတဲ့ခါမှာတုံးတဲ့ဆက်တွေကိုဘလို့လို့တုံးရတယ်ဆိုတဲ့ဥစ္စာကိုသွားတင်တဲ့အချိန်မှာအာခတ်တတော်နဲ့ PDF ဒီဘက်ကနေမှ drone နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ကြောင့် September လ4ရက်နေ့မှာတော့တဲ့အိုင်တပြို yes ခမ်းမှာအာခတ်တတော်ဒီကိုတရားဆွဲဆိုထားတယ်တဲ့ လေရင်နဲ့ရောလက်နဲ့ကြီးနဲ့တင်မောဒီနဲ့တိုက်ခိုက်ရင်တောင်မှမနိုင်တဲ့သူဒီကိုတရားဆွဲတယ်တဲ့အေးအေးဒီလွတ်လိုက်တဲ့လေကိုတောင်နင်းတို့ကရှူရှိုက်ခွတ်တောင်မရှိတာကိုများတရားဆွဲတယ်တဲ့မရှက်ဘူးလားအခုနင်းတို့လောက်တန်ရတာလေတနေ့ပြီးတနေ့အယူကွက်တွေဖြစ်နေတယ်မရှိဘူးလားအခုအရခတတော်ဒီကိုနင်းတို့ကအကျန်းဖက်ဆိုပြီးမှတမထားပြီးသားပဲလေနင်းတို့ရဲ့အကျန်းဖက်ဥပဒေအရဆိုလို့ရှိရင်အခု KNU ရောအရခတတော်ရော တို့ရှင်မှာကြတဲ့ပြစ်ဒဏ်တွေကတဲတန်းလားဒါမှမဟုတ်လို့ရှင်တသက်တကျွန်းလားမသိဘူးအဲ့လောက်ထိပြင်းထန်နေတဲ့ဥပဒေအောက်မှာနင့်တို့ချထားတာတောင်မှနော်လေးတိုက်တလားတို့တောင်မထင်တဲ့သူတွေကိုတရားစွဲတယ်တဲ့မချက်ကြဘူးလားပြီးလို့ရှင်ဒီဩဂတ်လ33ရက်နေ့မှာလဲထန်တလန်မြို့နယ်မှာရွေးကောက်ပွဲပြပြအောင်ခေါ်ပြမှုတွေပြုလုပ်တယ်ဆိုပြီးမှချစ်လန်အစိုးရတပ်ဖွဲ့တွေကိုဟာခါမြို့မှာရေးစခန်းမှာစက်တင်ဘာလ4ရက်နေ့မှာပဲတရားပြန်ဆွဲဆိုထားတယ်တဲ့ Ha ha ha. သဘောကြလုံးလို့ပါသဘောကြလုံးလို့ပါအပြစ်လို့တော့မမြင်တော့ဘူးသူတို့ခမလည်းတိတ်ပြီးမှတနန်းဆရာကောင်းတယ်နော်ပြစ်လို့ရှင်တည်းအခုခစ်တဲ့မီဒီယာတွေကိုလည်းရွေးကောက်ပွဲကိုပြက်ပြားစေတဲ့လှုပ်ဆိုရေးသားမှုကိုလုပ်တယ်ဆိုပြီးမှစက်တင်ဘာလ၄ရက်နေ့မှာတရားစွဲတာကတော့အရခတ်တတော်ရဲ့အဲဒီချင်းလန်အစိုးရတပ်ဖွဲ့တွေရဲ့ပြီးလို့ရှိရင် အခုခစ်တဲ့မီဒီယာတွေကိုရောနော်အခုခစ်တဲ့မီဒီယာတွေကိုတော့နေပြည်တော်အမတ်တမြို့မှာရဲစခန်းမှာတရားစွဲဆိုထားတယ်တဲ့ ခစ်တဲ့ဒီဘက်မှာ e ပောက်လိုက်တယ်လေနင်တို့ရှူခွေတော်မရှိတဲ့ဥစ္စာကိုဒီလူတွေကိုတရားဆွဲတယ်တဲ့နင်တို့မရှက်ကြဘူးလားဒေါ်နယ်ထရမ့်ကိုလည်းမကြခင်မှာမြန်မာနိုင်ငံကိုအခုမချပေးဘူးဆိုပြီးမှတရားဆွဲလဲဆွဲနေအောင်မယ်နော်ဒီစစ်ခွေးတွေကတိတ်ယုံရတာမဟုတ်ဘူးသဘောကျတယ်နော်ဘလို့စကလုံးနဲ့သူတို့ကိုပြောရမှန်းတောင်မသိဘူးအာသူတို့ရဲ့အယူကွက်တွေကကန့်တောင်ကုန်တယ်ဒါတွေကို lobby အနေနဲ့អော်ပေးတဲ့သူတွေကိုလည်းရည်ချင်းစရာကောင်းတယ်ကိုကိုကိုမရှက်ကြဘူးလား ပြီးလို့ရှိရင်အခုကျွန်တော်တို့နောက်သတင်းတပုတ်အနေနဲ့ကတော့ဗီဒီယိုတော်တော်လေးကိုနားထောင်ကြည့်ရအောင်နော်မဘာသာကြီးကိုတေလောက်အောင်ကြောက်တဲ့နိဘဲအုပ်စုတွေနဲ့ PNC ပေးစာကန်းစာစားနေတဲ့ပြည့်ဖြတ်တီအယိုးကိုက်နေတဲ့သာရနာဖြက်ခွေးတီစာအနန္တတို့ခွေးအာကြီးလှဲနေလို့တကယ်ငင်អော်နေတဲ့ဒေါ်ဘနာတို့အဖွဲ့ကိုပြောချင်ပါလေဗျာအကြောင်းဒေါ်ဘနာဆိုဒေါ်ရကြီးလေခွေးအာကြီးလှဲနေလို့တကယ်ငင်နဲ့ရန်អော်တဲ့အတွက်ကြောင့်သူ့ခွေးအာကြီးလှဲနေတော့ဒေါ်ဘနာလိုပဲအပြေးလိုက်ပါတယ် အာပေါ့ကိုတော့ဒုဒုလဝါစာရောရင်ကျန်းတိုင်းနဲ့စကားတွေပြောတာမိုင်းလိုက်တာသူတို့ပြောလို့အဘတဲ့တင့်ပါသေးလို့ပဲပြောအောင်မှာပေါ့ဗျာနော်သူတို့တင်လို့တင့်တင့်ပါသေးနော်တာရဏရဲ့မျက်နာမကြည့်ပဲနဲ့သူများပေးစာကန်းစာစားပြီးအယိုးကြိုက်ပြီးမှ တိုင်းတစ်ပါးကနေမှအိမ်မှာနေပြီးမှတကင်ကင်အောနေတဲ့တူတွေပေါ့နော်သူတို့ရဲ့ဘွားကလည်းအော်မှစားမှာလေအော်မှသူတို့ရဲ့ဝန်းစာအတွက်ကအဆင်ပြေမှာလေခွေးဒေသနန္တာပေါ့နော်သူ့ဘွားစာကြောင်းကိုကြည့်လိုက်ခေဦးနဲ့တော့သူဘာလုပ်ခဲ့လဲ ဒီလိုမဖြစ်ခင်သူဟုတ်ပြီပြည်သူလူထုအတွက်သူဘာရေးပြစ်ဆက်ခဲ့တယ်လဲသာသနာလေးတစ်ခုတော့ထုတ်ပြသမှာမလုတ်ခဲ့တယ်ဆိုရင်နော်လေလိုက်ရင်ပြည်သူအတွက်ဆိုစကလုံးလှလာလေးတို့ပြောမပြနဲ့ကြားလားညဟုတ်ပြီမဘာသာပေါ်တာဘာလို့ကြောက်တာလဲမဘာသာပေါ်ရင်သူတို့ကခွက်ပြောင်းမယ်လေအာသူတို့အရိယာခွက်ပြောင်းမှာ ਉ အရန်ကြောက်တယ်ဒီမဘာသာဆိုတဲ့ဘာချောက်ကြောက်နေကြရလဲမဘာသာဆိုတော့လဲသမတပြမတဆရာတော်ကြီးဖွဲ့စည်းထားတာမဟုတ်လေတကယ်ကြမ်းပြီးဆရာတော်ဖျားကြီးတကယ်သာတပြတဲ့ဘုန်းကြီးကြီးဖွဲ့စည်းထားတဲ့ဟာလေ မဘာတာကအချမ်းဖက်မဘာတာဘယ်နေရောအချမ်းဖက်ဘူးလေလေမဘာတာကဘယ်နေရောလက်နဲ့နဲ့တောင်းချမ်းဘူးလေဘယ်ဘလီဟုတ်လားအာနာပါဝါနဲ့လုပ်ဘူးလေလေရေလေးလေးကျွရဘလီတဲ့ဒီမှာဥစေတငယ်ကြီးသူစိတ်တာတို့ပြောတာပေါ့ဗျာဘာညာဘလီဖြိုးသူပြောရထမ်းမှာဘလီဖြိုးတခွင်းမှမပါဘူးတရားဝင်လာတရားမဝင်လာဒီပထမကလားမရှိဘဲနဲ့အစ္စလာမ်မရှိဘဲနဲ့ဘာကြောင့်ဘလီဆောက်ထားတာလဲဟုတ်ပြီဌာနဆိုင်ရာခွင့်ပြုတယ်ဆိုရင်အောက်ကပဲခွင့်ပြုမှာလက်ဆထားလို့ခွင့်ပြုတာခွေးတေဇာနန္ဒတော့ခွေးရကြီးလဲနေထားတဲ့တောဘနာတော့ အမင်းနဲ့အင်တာဗျူးယူနေတဲ့ဘင်္ဂလီသားလူမျိုးလိန်ရွင်ကြလာပါလားတော့မတူဘူးမင်းတို့သူပေးတာကန်းစားစားနေတဲ့အဲခွေးလက်ခွင်စောင့်ထားတဲ့ဟော်တော်ကလာအဲ့မှာမင်းတို့သူခုံးကြောင်းဆောက်ခိုင်းလေထိုင်းနိုင်ငံမှာဆောက်ရတယ်ထင်လို့ချင်းတာရနာရဲ့မျက်နှာကိုကြည့်မင်းတို့ကဟုတ်လားခွေးပါဇက်ကနဇကားထွက်တယ်လို့ဖြစ်နေတယ်ငါတို့ကြတော့အတူးတဲ့မင်းတို့ကြတော့အစစ်တဲ့အဲ့မင်းတို့ကတော့နေရဘယ်နေရာကိုရှင်းမှာတော့ဘယ်နေရာကိုတိုက်တာမှာတော့ ဒီကောသောကလားတွေနဲ့ဘင်္ဂလီနဲ့တရန်နဲ့ထိုင်နေတဲ့အရာကြီးကိုမင်းတို့တွေကဟုတ်လားသွင်းဝိုင်းလိုဝိုင်းနဲ့မှထိုင်နေတဲ့အရာကြီးတွေခက်ခါရရပေါင်းနေတာအာယူမင်းတို့ကဘုံရင်အစ်စ်တယ်လားခွေးငပေါက်ကနေမှပြောသွားတဲ့စကားဖြစ်တယ်ဆိုတော့ဒီထဲမှာကျမများများဆဆတော့မပြောချင်ဘူးဒီထဲမှာနှမျိုးပဲကျမပြောချင်တယ်တခုကတော့ဒီနေ့တော်လိုင်းရဲထဲမှာပါဝင်နေတဲ့စက်တည်နဲ့ပြည်စုံတဲ့ ဖုန်းကြီးဒီကိုဒီလိုမျိုးပြောပြမှပတ်စံချာစားတယ်ဆိုတဲ့စကားရယ်နောက်တစ်ခုကတော့ကလားတွေနဲ့တရန်းနေထိုင်နေတယ်ဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ပြီးတော့ပြောသွားတယ်မပါတာဒီကိုကြောက်တယ်လို့ပြောသွားတဲ့စကားနဲ့ဒီနှစ်ခုကိုပြောချင်တယ်ဒီတစ်ခါပြန်ပြောမယ်ကျမ channel ကဘာသာရေး channel မဟုတ်ဘူးဆိုတဲ့အကြောင်းပထမဦးဆုံး အားလုံးကိုသိစေချင်တယ်เนาะဆိုတော့ကျတို့ဒီတော်လာရေးထဲမှာပါဝင်နေတဲ့ဖုန်ကြီးတွေကိုခွဲခောက်ပြီးစားတယ်သူများကျွေးမှာစားတယ်လို့ပြောတဲ့အခါမှာအခုစက်တရေသုံးတဲ့ငပောက်အများကြီးမပြောဘူးเนาะနင့်ရဲ့ private ဖြစ်တဲ့အချက်တရားကိုဖုံးပေးတဲ့အသွင်းခံတောင်မှနင့်ရဲ့အစွမ်းစားနဲ့ရှာပြီးမှဝယ်ထားတာလားဒီနေ့ဒီအချိန်ကထိတိုင်အောင်နင့်မျိုးစုံနေတဲ့အစားအစာရေကအစနင့်ရဲ့ ခွန်အားနဲ့ရှားထားတဲ့ပတ်စံတပြားပါသလားနင့်မို့လို့သာအချက်မရှိဘဲနဲ့ဘာသာရေးကိုခုတုံးလုပ်ပြီးတော့ဒရောင်းစာလှုပ်စားနေတာနင့်ကိုယ်တိုင်ဖြစ်တယ်နော်ဆိုတော့အခုကျွန်တော်တို့တော်လရေးထဲမှာပါဝင်နေတဲ့ဖုံးကြီးတွေကိုကျွေးမဲ့တော်လရေးပြည်သူတွေအများကြီးရှိတယ်စိတ်နှလုံးသားဖြူဖြူစင်စင်နဲ့ကျွေးတဲ့သမင်းတွေကိုစားနေကြတယ်အခုနင့်ကတော့ဘာသာရေးကိုခုတုံးလုပ်ပြီးမှဒရောင်းစာလုပ်နေတာနင့်မဟုတ်ဘူးလား 你那爹才你你尿素你的啥？你也吹你啥？你下他的不生得别的吃呢？你尿素你的啦？你没学不啦？都买那个尿土买多少些？我尿素大概要，我也吹你啥呢？下他的不生得别的吃，巴的啦说那个人生啥的没学不啦？比如些土地他妈把表的来多少些盐？地罗苗表罗都该安排点那罗表啦。 表妹说罗些了，阿别晓得说罗些了，地阿别过度噶，看有来路表嘞，说罗，阿过泡的也打网噶，怎啊对的了侬？泡的也打网噶，阿就对呀，我爷个多没多的过，我爷个没多好，该天的是个个表的多的好不了，比如像地这个片片罗靠嘞。 ဘောမှနေလဲစဉ်းစားကြည့်ကြကိုကိုကိုတောင်မှငရဲကိုမကြောက်ကိုကိုကိုတောင်မှဖះရဲ့ဟောတရားကို ဖြစ်ပါစေအံဖတ်တဲ့နဲ့တင့်ပါစေလို့ပြောတဲ့ကတုံးကိုဖះလို့ခေါ်တာဟာနင့်တို့လောက်မိုက်ရိုင်းတဲ့သူတွေကဘာပေါ်မှာ မရှိဘူးဆိုတာမှတ်ထားပါ နောက်တစ်ခုကတော့ကျွတ်တော်လာရဲဒီကတော့မပတဆိုတာကိုကြောက်တယ်လို့ပြောတယ် ိုတော့မပတာကိုကြောက်ရလို့အောင်နင့်တို့မပတာတွေကဘလူးတရေတွေလားဒီနေ့ကျွန်တော်တို့လူတွေကြောက်တာကတော့လောကကြီးမှာနေတဲ့အခါမှာဘလူးတရေတဆယ်တွေကိုကြောက်ကြတယ်တမလွန်သွဲ့ဆိုလို့ရှိရင်ငရေကြောက်ကြတယ်ဒီဆိုလို့ရှိရင်ဒီနေ့ဒီဖုံးကြီးတွေရောတော်လရဲတွေရောနင့်တို့မပတာတွေကိုကြောက်တယ်ဆိုလို့ရှိရင်နင့်တို့မှာနှစ်ခုပဲနင့်တို့ကငရေအိုးလားတမမလို့ရှိရင်နင့်တို့ကတရေတဆယ်ဘလူးတွေလား ဒီနှစ်ခုကလွဲရင် လူဒီဘယ်သူကမှမကြောက်ဘူးလူဒီဒီနေ့ဘာသာရေးလောက်ကြတယ်ဆိုတာဟာငရေကိုကြောက်လို့ငရေမသွားချင်လို့နောက်တစ်ခုအနေနဲ့ကလူဒီကတရေတဆဲကိုကြောက်ကြတယ်ကိုကိုဒုက္ခပေးမှကြောက်လို့ကိုကကြောက်တယ် ဒါကြောင့်မို့ဒီလူတွေကနင့်တို့မပါတာကိုကြောက်တယ်ဆိုတာကနင့်တို့မှာဒီနှစ်ခုနဲ့ပြည်စုံနေတဲ့အတွက်ကြောင့်ပြည်သူလူထုတွေနင့်တို့ကိုကြောက်တယ်ဒါရှင်းရှင်းလဲပဲနော်ပြီးလို့ရှိရင်နောက်တစ်ခုသူပြောသွားတာဟာတော်လန်ရဲမှာပါနေတဲ့ဖုံးကြီးတွေကကလားတွေနဲ့တရန်းနေထိုင်နေတယ်ဘာသာရေးနဲ့ပတ်သက်ပြီးတော့သူတို့မွေနေတာတွေအများကြီးရှိတယ်နော်ဆိုတော့ဒီလိုမျိုးစက်တရေတုံးတဲ့ ကတော့ဒီကမြန်မာနိုင်ငံမှာဒီလိုမျိုးစက်တရေတုံးပြီးဘာသာရေးကိုခုတုံးလုပ်နေတဲ့ဗုဒ္ဓဘာသာအမည်ကိုခံနေတဲ့ကတော့ဒီကြောင့်ဒီနေ့ကျွန်တော်တို့မြန်မာနိုင်ငံကိုကြည့်လိုက်နော်အရင်တော့မကြားဘူးတဲ့အရာတွေအများကြီးရှိတယ်ဘာသာရေးကိုဝန်ဆွတ်ပြီးတော့ပြောဆိုတာတော့မဟုတ်ဘူးဒီနေ့ကျွန်တော်တို့ဗုဒ္ဓဘာသာကိုကြည့်လိုက်ခေါပလင်ပေါ်တတ်တဲ့ဒီပလင်ပေါ်တတ်တဲ့ဒီလိုမျိုးဘာသာရေးကိုအလွဲသုံးစားနေမြန်မာနိုင်ငံမှာအများကြီးရှိလာတာတွေလဲအခုနင်းတို့လိုမျိုး จิตเยต้องเนี่ยกระดงดีกาพยาผิดฉินลาได้อั่วเจ้าอะกูดีเนี่ยพุทธบาราแท้มาแลไม่ผิดติดนาดิอะหมายရှိတယ်မမြင်တဲ့အရာတွေအများကြီးရှိတယ်မမြင်တဲ့မမြင်အပ်တဲ့အရာတွေဗုဒ္ဓဘာသာကိုဇောကားတာတွေအများကြီးပေါ်ပေါက်လာတာဟာနင်းတို့ကိုယ်တိုင်ဗုဒ္ဓဘာသာကိုဇောကားလို့ဖြစ်တယ်နင်းလိုမျိုးစက်တရေတုံးပြီးတော့ငရဲကို မကြောက်တဲ့ဖုံးကြီး ဖရာရဲ့တရားဟောစကားကိုမကြောက်တဲ့နင်းလိုမျိုးကုဒုံးဒီကြောင့်ဒီနေ့ဗုဒ္ဓဘာသာမှာ မမြင်တဲ့အရာတွေမကြားတဲ့အရာတွေဒီနဲ့နဲ့တိုင်းကြားနေရတယ်ဆိုတာနင်းတို့လိုမျိုးစက်တည်းသုံးတဲ့ကဒုံးဒီကြောင်ဖြစ်တယ်ဆိုတာမမင်းနဲ့ပြစ်လို့ရှိရင်အခုသူပြောသွားတဲ့အထဲမှာတော်တော်ရေဖုံးကြီးဒီကကလားတွေနဲ့တရားနဲ့ထိုင်နေတဲ့တရားနဲ့မထိုင်ဘူးဆိုလို့ရှိရင်သူတို့ကဘာတွေများထူးခြားနေလို့လဲတခုနောက်တစ်ခုကတော့အခုဒီပလီနဲ့ပတ်သက်ပြီးတော့သူပြောသွားတဲ့အထဲမှာဟိန္ဒူတွေမရှိတဲ့နေရာမှာပလီဆောက်တယ်လို့ပြောတဲ့အခါမှာအခုကျမနဘဲနားမှာမြင်ရတဲ့ဒီကြောင်ငကားဆိုတာဟာ ကျွန်တော်မြန်မာနိုင်ငံမှာကချင်ပြည်နယ်မှာနာမည်ကြီးတဲ့ကြောက်နဂါဖြစ်တဲ့ကြောက်နဂါကိုတဘာဝအတိုင်းလုံမဲ့အစားဒီကြောက်နဂါပေါ်မှာကာလာဆွဲတာတွေဒီကြောက်နဂါမှာခေါင်းမပါဘူးဒါကိုနင်းတို့ခေါင်းလုတ်ပြီးမှဒီတဘာဝဖြစ်တဲ့ကြောက်နဂါကိုပုံဖြတ်လိုက်တာလဲအခုနင်းတို့လိုမျိုးဘာသာရေးကိုအစွန်းထွက်နေတဲ့သူတွေဖြစ်တဲ့ဒီတဘာဝကိုတဘာဝအတိုင်းနင်းတို့မလုတ်တာတခုနောက်တခုကနဂါလုတ်ပြီးမှဈေးတီတည်ထားတဲ့နေရာမှာ ဘယ်ဗုဒ္ဓဘာသာတယောက်မှမရှိဘူးကျမတို့ခရစ်ယာန်တွေပဲရှိတဲ့နေရာဖြစ်တယ်စစ်သားကလွဲရင်ဘယ်ဗုဒ္ဓဘာသာမြစ်သားစုမှမရှိတဲ့နေရာဖြစ်တယ်ဒီအထဲမှာဇေတီလာဆောက်တယ်ဘုဒ္ဓတွေဆောက်ပေးတယ်လေနောက်တစ်ခုကတော့တဘာဝဖြစ်တဲ့ကြောက်နဂါးကိုတဘာဝအတိုင်းကာကွယ်စောင့်ရှောက်မဲ့အစားကာလာတီခြေလိုက်တယ်ခေါင်းတွေလှုပ်ပြီးမှနင့်တို့နဂါးတွေလှုပ်လိုက်တယ်ဒါကြတော့ရောနင့်တို့ဘာပြောချင်သေးတယ်လဲနော် ဒါကြောင့်မို့ဘာသာရေးအနေနဲ့ပြောရင်လည်းဗုဒ္ဓဘာသာမဟုတ်တဲ့လူတွေရဲ့နှလုံးသားမှာနာကြည့်တယ်။လူမျိုးနဲ့အနေနဲ့ပြောမယ်ဆိုလို့ရှိရင်လည်းကျမတို့နာကြည့်တယ်။ဒါကြောင့်မပတဆိုတဲ့စကလုံးကိုစက်တရေတော့အောင်မပြောနဲ့။ဒါကိုနာကြခါတယ်ဆိုတဲ့ဥစ္စာကိုအမြဲတမ်းမှတ်ထားပါလို့ပဲပြောချင်တယ်နော်။ပြည်သူတွေအားလုံးကြမ်းမှပြောရှိကြပါစေ။